နှစ်လပိုင်းသုံးလပိုင်းသုံးလပိုင်းမှရေစက်ချလာအဲ့တော့တတိတော့6လပိုင်းပြေးရပြီဆိုတော့ဆရာပြအဲ့တတိတော့အဲ့တော့အဲ့ဒီသုံးချချောင်းဆောင်နေတယ်ထားပစ်ခဲ့ရတာပေါ့ဗျာမှန်ပါဗျာမမထားပစ်ခဲ့ရပြီးတဲ့ခါကျတော့အဲ့တတိတော့ဟိုပန်ပန်းတာပေါ့ဗျာအဲ့ပန်ပန်းပြီမဲ့လေအဲ့တတိတော့ကဒီပန်းတရားမှာတရံသုံးနေကြတဲ့တန်ဃာကြီးဩငါကလေးကြီးလူမထွက်ကြ မပြတ်ပြီးသွားချင်ပဲဟုတ်လားကြီးငါဆံလို့မပူနဲ့တော့မပူနဲ့တော့အဲလှုပ်ပေးမယ်တိလားအဲဆိုပြီးတော့တပည့်တော်ကအဲဒီရောရရဒီရောရွာအဲမြို့ချောင်းဒီရွာချောင်းတွေအခုချိန်ကြီးပြန်လို့မရဘူးလေအဲ့ဒါနဲ့တပည့်တော်ကခုနကိုပဲခုနကတိပိတိကချက်တဲ့ခါကြတော့ဆံရလာကြည့်မနေနဲ့ကိုယ်တိုင်ကိုယ်တိုင်ချက်လိုက်တော့ဆိုသလိုပဲအခုလည်းပဲမန္တလေးမြို့ကိုတပည့်တော်မိထားလို့မရတော့ပဲနဲ့ဟုတ်လားမန္တလေးကိစ္စကိုတပည့်တော်မဆောင်ရွက်လို့မဖြစ်တော့တဲ့ အနေထားဒီတပြုတော့ကိုတွန်းပို့လာတာရောက်လာတာမမအဲ့ဒါနဲ့တပြုတော့မန်းလေးကိုပြေးတာအဲ့လိုဖြစ်သွားတဲ့ခါကျတော့လေအခုတံဃာတွေအတွက်တကယ်နေစရာတွေးရတဲ့ခါကျမန်းလေးမြို့မှာအဲ့တပြုတော့ကဘာလုပ်လဲဆိုတော့ထိပ်ရအကြောင်းနေထိပ်ရအကြောင်းနေအင်းတပြုတော့ဆောက်ပြီးတော့ထားပါလေဗျာတင်ပါထိပ်ရအကြောင်းထိပ်ရအကြောင်းနေဆောက်ပြီးတော့ထားပြီးလို့တပြုတော့တံဃာတွေကအလုံးမှန်ပြီးတော့မှထားတာကဘယ်လောက်မှရောက်လဲဆိုတော့24 25မှာတပြုတော့မန်းလေးကိုပြီးပြီးစုံစုံ ရောက်ကြတာပေါ့ဗျာရောက်ကြတော့28ရက်နေကြတော့အင်္ဂါလဲဆိုများတိတဲ့တိုင်ကအကုန်လုံးလှုပ်ခါလိုက်တဲ့အခါကျတော့တတိတော်တန်ခါဒီထက်ရွက်ကျောင်းမှာနေရတဲ့တဲ့ငယ်မှုကိုအကုန်လုံးကဝိုင်းတော့ဟိုအခုအစားနိုင်ပြီလို့ဆိုတော့ဒီလိုကလေးတွေကလည်းဖြည်တာလို့ချုပ်အေးဘောအေးဘောအဲ့ဒါကိုဒီလိုခုကတော့မန္တလေး အဝိုင်ဝန်တစ်ခုလုံးကတော့အဖုန်ကြီးတည်တဲ့အတိုင်းပဲလေအားလုံးထွေရအကြောင်းနဲ့ဆက်ပြီးတော့အဲသာသနာပြုနေကြတာပဲပေါ့ဗျာအဲ့ဒီလိုနဲ့တတိတော်ကဒီမန္တလေးစာတန်တိုက်ကိုလည်းဘုန်းကြီးစတင်နေပါပြီတန်ခါတရားကြောပါဗျအဲ့တော့ခုနကအဲဒီနေရာတွေအပြောင်းတွေရွှေ့တွေကိုဗစ်တွေဘာတွေညာတွေအဲအခြေအနေအရာဆိုတော့အဲတချို့တန်ခါတွေလည်းကိုယ်နဲ့ကိုပြန်သွားတာတွေရှိတယ်အဲငငောင်ချားကတန်ခါတွေရတယ် အဲကိုရီးယားတို့အဒီဟွာတို့လက်ကိုနိုင်ငံကိုပြန်ကြတာပေါ့ဗျာအဲဆိုတော့အခုလေလောဆက်မှာပြီးတော့မာလီအကြောင်းကိုတန်ခါတရားချိုနဲ့စတင်နေပါဗျာခင်စတင်လိုက်တဲ့အခါကျတော့တပြိတော်ကစိတ်ပူတာကဘာလဲဆိုတော့စတင်လိုက်တစ်ခုလုပ်ပြီဆိုရင်တင်ပါဗျာရေကောင်းကိုလိုပါဗျာအဲဒါဘာကြောင့်လဲဆိုတော့တပြိတော်ကဒီစတင်တိုက်ပြီးတပြိတော်ကိုညီဒီကိုအနေနဲ့အရရက်ဒီမှာလှူကြတာရှိတယ် ရှိတဲ့ခါကျတော့တပည့်တော်ညီလေးကိုတကယ်လက်ခံဖို့စဉ်းစားရင်အဲတပည့်တော်ကနှစ်ချက်နဲ့စဉ်းစားရတာအဓိကအတန်ဃာဒီအအဓိကတန်300လောက်အောင်ကျဲဝန်းပြီဆိုရင်အဲကျဲဝန်းပြီဆိုရင်ရေကောင်းရလားဟုတ်ပါဗျာပြီးရင်ဆုံးခံစရာရောက်ရှိတယ်မလားဘာကြောင့်လဲဆိုတော့ဘုံကံကြီးမလို့ဘုံကံကြီးမလို့ဟုတ်လားအဲတရားကမတွေကဆောင်းဆောင်ထားမဲ့ ဒကာဒကမဒီကဒီဆုံးကတ်ထားမဲ့အဲဆုံးကိုစားဖို့ရဆိုတာဒကာဒကမဒီဆိုတာချမ်းသာကြွယ်ဝနေဖို့ဆိုတာဒီမှာအလုံးအမတော်မှာအမြဲတမ်းမဖြစ်နိုင်ဘူးညာအဲ့တော့တပြည့်တော်တို့ယဟန်ဘဝဆိုတာကတို့တို့တိမ်ထဲမထွက်ခံပြောလိုက်တယ်လို့ပဲငါရှင်သာကိုပိုင်တပိတ်ကိုရေးမှတ်ဆိုကြတဲ့ကတပြည့်တော်တို့ဘဝရဲ့အဖြစ်မှန်တရားကတပိတ်ရှိရင်ဆုံးဆုံးရှိရမယ်ရှိရမယ်ဆိုတဲ့ဒီလိုကအဲ့ဒါကြောင့်မို့လို့ဘောဇက်ကလည်းပြည်စုံတော့ အခုမန္တလေးမြို့မှာတပြိုတော့ခုတန်ခါတရားကျော်ဆုံးခံလိုက်တဲ့အခါမှာတပြိုအဲ့ဒီ69အားလုံးအဲ့ဒီဒီယိုနက်တဝိုက်တွေကဆုံးအံတာမှာပြည်စုံပါလားမမစာပြီးအတွက်လည်းမကဲဘူးဒါကြောင့်ရေလည်းရေလည်းအဆင်ပြေသွားပြီမမရေလည်းချူပါလားဗျာရေလည်းတလုံးနာသာအာယုံကြီးဟိုလိုလေမမမအခုကတော့မမမအဲ့ဒါဆိုတော့အခုကတိလရှင်ဆရာကြီးရဲ့အကြောင်းကိုမှသာသနာကျောင်းဆိုတော့တပြိုတော့ကတန်ခါတွေကာမကံမတွေဆောင်ရွက်ဖို့အခုဒီ ခုဆောင်ရွက်နေတာတပြုတော့ပြန်လာမှအဲတမုတ်ကြမယ်ဆိုပြီးတော့အခုပြီးတော့မမအဲမုတ်ရဗီယက်နမ်ပြန်မှာမမမမအဲတိုက်တင်နေတမုတ်ကြမှာပါဗျအဲဆိုတဲ့ခါကျတော့အဲ့လိုဆိုတော့ဒါမန်လီမြို့မှာအဲတပြုတော့ရတီတီကကံဘောစာကျောင်းပေါ့ဗျာပြီးတော့ရန်ကုန်မှာတီတီကကံဘောစာကျောင်းရတော့အဲတပြုတော့အဲလှဲကူအဲလှဲကူမြို့နဲ့အဲဒီဟိုပါဘောကျွန်းကလေးကျွန်းမှာ အဲကျုံကလေးယူရမှာအဲ့ဒါကလည်းအဲ့အဲ့ဒီလိုပဲဗျာခုနကတွေးဆုံမြန်သည့်အနတ်တွေပဲရှိတယ်ဆိုတဲ့အတိုင်းပဲပထမကတပည့်တော်ငင်းငယ်ကမာရပုဒ္ဓမဟာကန္တာယုံမှာသရံသုံးတဲ့ခါကျတော့တပည့်တော်ကဒီဂရန်ဂျီနာယောဂဖြစ်တယ်ဗျာဂရန်ဂျီနာယောဂဖြစ်တော့အဲ့ဒီယောဂကိုခွဲစိတ်ဥတ္တမှုမလုတ်ခဲ့ရဘူးပေါ့ဗျာအဲဆရာမကြီးကလည်းမခွဲစိတ်ပြီးခဲ့ဘူးအဲ့ဒါနဲ့အဲ့ဒါအဲ့ဒီကအကြဲက လိန်စေးလိုလိုပါလိုလိုနဲ့ပြီးရောအဲ့ဒါနဲ့ဒီရောအသက်28မှာပိဋကတဘုံပြီးွားတဲ့ဝိနည်းကကုန်းကြီးကပြီးွားတဲ့ခါကျတော့ကဲဒီယောဂကူအောင်မှာပဲဆိုပြီးတော့တီတူကိုဆေးရုံမှာသွားပြတာစကိုင်းတမအဲမှာသွားပြတော့လေဟိုခွဲစိတ်မှုမရခဲ့ဘူးအဲ့ဒါနဲ့ဒီလိုကမခွဲစိတ်ပေးဘူးဆိုတဲ့ခါကျတော့ပြန်လာတဲ့ခါကျတော့အဲ့ဒါဆိုရင်တော့ငါတစ်ခုခုတော့ဆုံးဖြတ်မှရမယ်ဆိုပြီးတော့ဟို ဗမာလို့ကုတဲ့အဲဗမာလို့ကုတဲ့အနာကောက်ကုအဲအနာကောက်ကုတာဟာ ਨੇ ကုတာဗျာဟိုတပီတော့ကပျောက်ရှံတဲ့စိတ်ပဲရှိတာပါဗျာအဲကုတဲ့ခါကျတော့လဲဗမာလို့ကုတော့လဲပဲအဲတပီတော့မပျောက်ခဲ့ဘူးဗျာမပြောက်တော့အဲ့ဒါနဲ့ဝါလဲဆိုခါနှီးဝတဲ့ခါကျတော့အဲတပီတော့ကစာစောစောလဲရှိနေတော့လေအဲတပီတော့စာစောရှိနေတော့စာကိုဆက်လုပ်တာတပီတော့28မှာတပုံပြီးပြီးတော့30မှာနှစ်ပုံပြီးွားတာဗျာဟုတ် 30မှာ2ပုံပြီးသွားပြီးသွားပြီးတော့31 32အဲ33အဲ30 35အဲ35 1365ခုနှစ်မှာတပည့်တော်နှပုံခွဲလုံးဝပြီးွားတာပေါ့ဗျာအဲပြီးွားတဲ့အခါကျတော့တပည့်တော်အသက်35နှစ်ရှိပြီနှပုံခွဲလည်းပြီးပြီအဲလို့ဆိုတဲ့အခါကျတော့ငါယောဂါကတည်ဆောင်လာတာနေပေါင်းများစွာကြာလာပြီဒီမှာရှောင်းနေရှိပြီကဲဒီဂရန်ဂျီနာကဒီ အသက်အံွယ်အထူးဖြစ်နေပြီလားအဲ့တော့ဒါလေးကိုအသေးချာကြည့်ပြီးတော့မှဟိုစာကိုဆက်လုပ်မယ်ပြီးတော့ရမိုက်နဲ့ပထမ်းဆိုတော့လေဟိုအရင်ကျမ်းလဲများတဲ့ခါကျတော့ကျမ်းမာကြီးအသေးချာဆောင်းဆောင်းကိုလိုအပ်တယ်ဆိုပြီးတော့ဒီပြီးတော့အဲ့ဒါကိုကုသနေတာဗျာကုသတဲ့ခါကျတော့အဲ့ဒီဟာကိုကုသပေးတယ်အဲဒေါက်တာထေကျွဲဆိုတာအဲဒီလိုလိုအဲဆောင်ကြီးဒေါက်တာထေကျွဲကအပထမက ဟိုဟာခွဲစိတ်အဲဒီတမတော်ဖေးယုံမှာခွဲစိတ်ဆောင်ကြီးပေါ့ဗျာအဲဒီကနေမှာအဲနေငါချားကိုဒီကုလသမဂ္ဂမှာတောင်းထားလာကြတောင်းထားပြီးတော့မြန်မာနိုင်ငံကိုပြန်ရောက်တဲ့ချိန်မှာဆံကြီးကပြီးတော့ခွဲစိတ်ပေးတယ်ကြာအဲခွဲစိတ်ပေးတော့အဲ့ဒီယောဂပျောက်သွားပါဗျာ။အော်ပျောက်သွားတဲ့ခါကျတော့ဆံကြီးကပြီးတော့ကိုအဲဘာပြောလျှောက်လဲဆိုတော့ဟို ဆရာကြီးကဒေါက်တာထေးကျွဲဆရာမကြီးအမျိုးသမီးကလည်းပဲအဲသူတို့ကတပည့်တော်ကိုဘာလျှောက်လဲဆိုတော့ရှံပြယောဂါလည်းပြောက်ပြီအဲ့တော့တပည့်တော်တို့ငယ်ငယ်တုန်းကဟိုလယ်ရီချန်နီချန်နီယာရီစိုက်စားဖို့အသက်ကြီးလာရင်အဲ့ဒီအတွက်မြေစီမံထားတဲ့အဲ့ဒါရှံပြသာသနာပြုဖို့လှူပြစီအဲ့လေဆိုတော့ခါကြတော့တပည့်တော်ကအာအဲ့ဒီလိုက်ကြည့်ရပါဗျာကြည့်ပြီးတဲ့ခါကြတော့တပည့်တော်က အဲသူတို့ကိုအဲဒကာကြီးတို့ဒမကြီးတို့အဲဒီဥဇန်းကပိဋကသုံးပုံမှာနှစ်စိတ်ပဲတူတယ်ရမိုက်နဲ့ပထမ်းနဲ့အဲ့ဒီနှစ်စိတ်ကိုအာဂုံနဲ့ရည်ဖြီအဲ့ဒါကလည်းဘယ်အချိန်မှ အောင်မြင်မယ်မဆိုတာမိုးမမြန်လေးမမြန်တော့တာအဲ့လိုဆိုတာကတော့မမြန်နေနေရတဲ့အတိုင်းတားရအဲဆရာကြီးတို့ရဲ့ညီကိုကျုပ်ကသာသနာပြုပေးဖို့ဆိုတာအလုံးအမတာမှာအလှမ်းဝေးရဲ့ ဒါကြောင့်မို့လို့ကြံတဲ့တန်ခါတွေကိုလှူလိုက်ပါအင်းအင်းအဲလှူလိုက်ပါဘုံဘုံပြန်စွန့်လေအဲဘုံဘုံဟိုရပါတယ်ဖေဘုံဘုံဘလော့ချာချာရပါတယ်ဖေအဲ့ဒါနဲ့တပည့်တော်ကလည်းတခါအဲကိုတော်တပားကဓမ္မစီကပြီးပြီးတော့အဲသာသနာပြုခြင်းပြီးပေါ့သူကအဲ့နဲ့တပည့်တော်ကအဲ့ကိုတော်ကိုခေါ်ပြီးတော့လေဒီကိုတော်ကိုအားလိုက်ပါလားလို့ ဒါပြောတာပေါ့ဗျာမဟုတ်ဘူးရှင်ဗျာတပည့်တော်တို့ကရှင်ဖျားကိုပဲမှန်းထားတာအာယုံပြုတော့အဲ့တော့ရှင်ဖျားဘယ်တော့မှပဲဆာမီပွဲပြီးပြီးဟိုရှင်ဖျားဟိုလုတ်နိုင်တဲ့ချိန်မှာလုတ်ရှင်ဖျားတပားကိုပဲဥတီပါတယ်ဗျာအဲ့ဒါနဲ့တပည့်တော်က2000နဲ့အဲ2005ခရရပေါ့နော်တပည့်တော်ရေးဆက်ချအလူခံထားတဲ့ဟာကိုအခု2018ဆက်ရှစ်တပည့်တော်ပြီးက